မင်္ဂလာပါဗီဒီယိုမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတင်ဆက်မယ့်ဇာကားကအိန္ဒိယနိုင်ငံဩစာအာနာအရှိဆုံးအမျိုးသမီးနိုင်ငံရေးသမားတူဖြစ်တဲ့ဂျီယာလီတိုင်းဘဝဇာကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်သူမရုပ်ရှင်လောကမှာထိတ်တန့်မင်းသမီးတလက်ဖြစ်ရည်တည်နိုင်ခဲ့သလိုအမျိုးသားတူကြီးစိုးတဲ့နိုင်ငံနေပယ်မှာလည်းမကြောက်မြူရင်ဆိုင်ကြော်လွှားပြီးတော့အောင်မြင်မှုတွေရယူနိုင်ခဲ့သူပါဒီရုပ်ရှင်ကားမှာလည်းဂျီယာဘလို့ခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရလဲနိုင်ငံရေးအကောက်ကြံမှုတွေမတရားမှုတွေကိုဘလို့ရင်ဆိုင်ပြီးတော့ပြန်လဲအောင်မြင်မှုတွေရယူခဲ့လဲဆိုတာကိုစိတ်ဝင်စားဖွယ်တွေ့မြင်ရမှာပါ သူမရဲ့ခိုင်မာတဲ့စိတ်ဓာတ်နဲ့မစော်သောဇွဲလုံးလားတွေကိုအန်အောလီစားဝယ်တွေ့များမှာဖြစ်ကြောင်းတင်ပြရင်းနဲ့ပဲစီစဉ်လေးကိုစတင်လိုက်ကြအောင်ပါဒုံးစံတိုင်းကျွန်တော်ကတော့ပေးနိုင်တင်ဆက်သူအန်ခင်မှုပဲဖြစ်ပါတယ်ခင်ဗျာရာချန်ဒရာဟာနာမည်ကြီးမင်းသားဖြစ်ပြီးတော့လူများရဲ့လေးစားချစ်ခင်ခြင်းကိုခံရတဲ့အထင်ကြီးပုံကိုတအူးဖြစ်ပါတယ် ဒါတော့သူ့ရဲ့ပုံရိပ်ဟာအလုံးရေးကြီးပြီးတော့အပြစ်နာစာကင်းစင်မှုလိုအပ်ပါတယ်။သူပြင်မျိုးသီးရဲ့ကိစ္စတွေပို့ပြီးတော့သတိထားပါတယ်။တနေ့မှာတော့မင်းသမီးတယောက်ဟာရန်ချိုင်းရဲ့ဘေးနားမှာရက်နေအောင်မြင်တဲ့အခါပရိသတ်တွေကမကြေမနက်ဖြစ်ခဲ့ကြပါတယ်။ဒီဖြစ်ပျက်ကြောင့်ရန်ချိုင်းမန်နေဂျာပြည်သူဗီရာပန်ဟာမင်းသမီးကိုဆုံးမစကားပြောခဲ့ပြီးတော့ရန်ချိုင်းနဲ့ခက်ခွာခွာနေဖို့နဲ့ရန်ချိုင်းကိုပြင်တပါလို့လေးစားဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့မင်းသမီးကမလိုက်နာခဲ့ပါဘူး။သူကဗီရာပန်နေနဲ့သူ့ကိုဘာမှမလုပ်ရဲဘူးလို့ယုံကြည်ထားပါတယ်။ ရာလစဇက်ကမပြီးသေးတာကြောင့်ဗီရာပန်ဘာမှမလုပ်နိုင်ဘူးလို့သူထင်နေခဲ့တာပါဒါပေမဲ့ဗီရာပန်ကရန်ချန်ပုံကြီးကိုအလွန်ပဲအလေးထားတာကြောင့်မင်းသမီးကိုချင်းချောက်ခဲ့ပြီးတော့နောက်ဆုံးမှာမင်းသမီးကိုပါပြောင်းပစ်လိုက်ပါတယ်အစားတို့ခံလိုက်တဲ့မင်းသမီးတစ်ကတော့ဂျာယာဆိုတဲ့လူငယ်မင်းသမီးလေးဖြစ်ပါတယ်ဂျာဆိုတာကလည်းကိုပိုင်မာနာလေးနဲ့ဖြစ်ပြီးရန်ချန်ကိုဘသူထက်မှထူးခြားလို့မမြင်ပါဘူးလူတိုင်းကရန်ချန်ကိုရိုးသေးသေးကြိုးစုံနေချိန်မှာဂျာယာအေးဆေးဝိထုဖတ်မပြတ်ပါဘူးဒါကြောင့်ဗီရာပန်ကဂျာကိုအရင်မှကြေမနက်ဖြစ်သွားပါတယ် ။ဗီရပန်ဟာဂျာယာရဲ့မိခင်ကိုခေါ်ပြီးတော့သူသမီးရာယဉ်ကျေးမှုမရှိဘူးလို့ဆုံးမပါတယ်။အဲဒီမှာဂျာယာရဲ့မိခင်ကသူသမီးကိုအကြီးအကျယ်စူပူချိန်ပေါက်ခဲ့ပါတယ်။မိခင်ဖြစ်သူကဒီလောက်ကိုအရန်အလေးထားတဲ့သူဖြစ်ပါတယ်။ရန်ချန်နဲ့ဇက်ကာရိုက်ခွင့်ရတာထီဆူကြီးပေါက်တယ်လို့ပဲလို့သူမထင်နေတာပါ။အရင်ကရန်ချန်နဲ့တွဲဖက်တရုပ်ဆောင်ခဲ့တဲ့မင်းသမီးတိုင်းဟာလေအောင်မြင်မှုတွေရရှိခဲ့ကြပြီးတော့နာမည်ကျော်ကြားခဲ့ကြပါတယ်။ဒါကြောင့်ဂျာယာရဲ့မိခင်ကသူသမီးကိုဒီဇက်ကာနဲ့နာမည်ကြီးလာစေချင်တာပါ။ဒါပေမဲ့ဂျာကမိခင်ရဲ့စကားကိုနားမထောင်ပါဘူး။အမှန်တော့သူမကမင်းသမီးမဖြစ်ချင်ပါဘူး။ ဗီနိုင်းကိုဆွန့်လို့ပြီးတော့ဒီလောက်ကိုလောက်ရတာမိခင်ဆန္ဒတစ်ခုတည်းအတွက်ပါသူကမိခင်အတွက်ကင်မရာရှေ့မှာမျက်နှာဖုံးတက်သေးအောင်ပေးပြီးဖြစ်လို့အပြင်လောကမှာတော့ဟန်ဆောင်မျက်နှာဖုံးမဆွတ်ချင်တော့ပါသူရဲ့ကတကယ်လေးစားချစ်ခင်မှသာအလေးမြတ်ထားခြင်းပါလေနောက်တစ်နေ့ဇကားရိုက်ကွေးမှာတော့ဂျာယာမိခင်ရဲ့တောင်းဆိုချက်ရရန်ချန်ကိုလက်အုပ်ချီပြီးတော့နှုတ်ဆက်ရပါလေဒါပေမဲ့အဲနောက်မှာသူမဟာရုပ်ရှင်ဖွဲသားတွေအားလုံးကိုလက်အုပ်ချီပြီးလိုက်နှုတ်ဆက်ပါတော့တယ်မိတို့မှန်ထိုးတဲ့အဖွဲသားတွေကဆာနောက်ဆုံးရိုက်ကွေးနဲ့ခွေးပါမကြအကုန်လုံးကိုလက်အုပ်ချီပြီးနှုတ်ဆက်လိုက်တာပါ ဒါမိခင်ကိုတမိန်အရွဲတိုက်ပစ်လိုက်တာပါဂျာယာမိခင်ကဒီကိစ္စမကြီးထွားခင်မှာသူသမီးကိုစူပူနေပေမဲ့ရန်ချန်ကတော့ဘာမှမပြောပဲပြုံးကြည့်ပြီးတော့ဂျာယာရဲ့ကလေးဆန်မှုကိုပဲသဘောကျမိသွားပါတယ်အဲဒါမှဂျာကမန်နေဂျာကိုဒီနေ့ဖြစ်ပျက်ခဲ့တာတွေအကြောင်းကိုရင်ဖွင့်ပြောပြပါတယ်မန်နေဂျာကဂျာယာမိခင်လှုပ်ခဲ့တာမှားတယ်မလှုပ်သင့်ဘူးလို့ပြောပါတယ်ဒါပေမဲ့မန်နေဂျာကဂျာယာမိခင်ဘာလို့အဲ့လိုလှုပ်ခဲ့လဲဆိုတာကိုနားလေပါတယ်ဂျာယာရဲ့ဖခင်ဆုံးပါသွားပြီးတဲ့နောက်မှာဂျာယာမိခင်ကသူ့သမီးရဲ့ဘဝကိုကောင်းမွန်စေချင်တဲ့စိတ်နဲ့ နီလန်မမမမမအားလုံးကိုလုံမဲ့သူပါအဲ့ဒီအတင်းကျခိုင်းစီတာတွေတစ်ဖက်သက်ဖိအားပေးတာတွေကဂျားအတွက်ကြီးပါပဲလို့ပြောပြပါလိမ့်ဂျားလည်းအဲ့ဒီစကားကိုဂျားတော့မိခင်ရဲ့စေနာကိုနားလေသွားပါလိမ့်အဲ့နောက်မှာသူကမိခင်ကိုတောင်းပန်ခဲ့ပြီးတော့မိခင်ဆန္ဒတိုင်းလိုက်လို့ညီထွေအောင်နေထိုင်ဖို့စူးစမ်းပေးခဲ့ပါလိမ့်ဒီမှာတော့ရန်ချန်ဖိုင်တင်ဂန်ကိုရိုက်ကူးနေပါလိမ့်ရိုက်ကူးနေတော့မှမတော်ဆမှုဖြစ်ပွားခဲ့ပြီးတော့လူချန်းသေးဥဆောင်တယောက်ဒဏ်ရာရသွားပါလိမ့်ရန်ချန်အဲ့ဒီဥဆောင်ကိုတေချာကူးဆိုင်ပြီးတော့ဈေးကူတာမှုအတွက်အားလုံးကူညီပေးခဲ့ပါလိမ့် ဒါပြင်အဲ့ဒီတရုတ်ဆောင်နေကောင်းသွားတဲ့ခါမှာဇက်ကားကိုပြန်လာရိုက်ဖို့လည်းပြောခဲ့ပါတယ်။ရန်ချန်အဲ့လိုကောင်းမွန်တဲ့စိတ်ထားကိုမြင်တွေ့ရတဲ့ဂျာယာဟာသူ့ကိုစိတ်ရင်းမှန်နဲ့လေးစားလာပါတယ်။အဲ့နောက်မှာဇက်ကားရိုက်ကူးမှုကိုချောမွေးသွားနဲ့ဆက်လက်လှုပ်ဆောင်နေခဲ့ပြီးတော့ဂျာကရန်ချန်ကိုနိုင်ရမယ့်ဇက်ဝင်ကန်ကိုရိုက်ကူးဖို့ရောက်လာပါတယ်။ဂျာယာငေရွယ်သေးပြီးတော့အခြေရေးအတွေ့အကြုံမရှိတာကြောင့်ဒရိုက်တာလိုချင်တဲ့အတိုင်းခန်းစားချက်ကိုတရုတ်ဆောင်မပြနိုင်ပါဘူး။ဒါကြောင့်ဒီဇက်ဝင်ကန်ကိုပဲအချိန်ချင်းပြန်ရရပြီးတော့စူပူချိန်ပေါင်းခံရတဲ့အထိကိုဖြစ်ခဲ့ပါတယ်။ဂျာစိတ်သက်ကြလာတဲ့ကရန်ချန်ကဇက်ကားရိုက်ကူးမှုကိုခဏရနာခိုင်းပြီး ဂျာနဲ့နှစ်ယောက်တည်းစကားပြောခဲ့ပါလေရန်ချန်ကဂျာယာကိုမင်းမေကိုဖတ်ထားတဲ့အခါမကြောက်ဘူးမလားငါ့ကိုမင်းမေလို့သဘောထားပြီးတော့ဖတ်ကြည့်လိုက်ပါလို့ပြောခဲ့ပါလေရန်ချန်ရဲ့အကြံဉာဏ်ကိုရရှိပြီးတဲ့နောက်မှာဂျာယာအသေးဥဆောင်တာကောင်းမွန်လာခဲ့ပါလေအဲ့ဒီဂျာနဲ့ရန်ချန်တို့ရဲ့ပထမဆုံးဇက်ကအလွန်ပဲအောင်မြင်ခဲ့ပါလေခုချိန်မှာတော့ဂျာယာရန်ချန်ဘေးမှာရှင်ရဖို့မဝင်ရလောက်အောင်သူ့ကိုလေးစားနေမိပါပြီရန်ချန်ဂျာကိုယင်းနီနီဆက်ဆံတာကြောင့်သူကရန်ချန်ကိုပို့ပြီးတော့သဘောကျလာပါလေဒါပေမဲ့တစ်ဖက်မှာဗီရာပန်ကဂျာယာရဲ့အပြုတ်မှုကိုမကျေမနပ်ဖြစ်လာပါလေ အဲဒါမှဂျာယာရန်ချန်နဲ့ဇက်ကားအများကြီးဇက်တိုက်ရိုက်ကူးခွင့်ရခဲ့ပြီးအဲ့ဒီဇက်ကားတွေအားလုံးကလည်းအောင်မြင်မှုတွေရရှိခဲ့ပါတယ်ဂျာယာနာမည်ကြီးမင်းသမီးဖြစ်လာပြီးတော့အလုပ်တွေအဆက်မပြတ်ဝင်လာပါတယ်ဒါမဲ့သူကရန်ချန်နဲ့တွဲဖက်ရိုက်ကူးရမယ့်အလုပ်တွေကိုပဲရွေးချယ်ခဲ့ပါတယ်အတူတူအလုပ်လုပ်တာများလာတော့သူတို့နှစ်ယောက်ကရင်းနှီးလာပြီးဗီရာပန်ကလည်းရန်ကိုစိုးရင်လာပါတယ်ဂျာယာကိုယ်တိုင်လည်းသူ့ကိုမကြင်မနက်ဖြစ်နေတဲ့သူရှိတယ်ဆိုတာသိနေပါတယ်ဒါမဲ့သူကဂိမ်းမဆိုင်ပါဘူးသူကရန်ချန်နဲ့ပို့ပြီးတော့ရင်းနှီးတဲ့ပုံစံမျိုးကိုတမိန်တကာလုပ်ပြနေပါတယ် ဗီရပန်ကဘလို့ပဲတားဆီးဖို့ကြိုးစားပါသေးဂျာယာကအမြဲတမ်းပြန်လဲတုံ့ပြန်နိုင်ပါတယ်ဒီနေ့မှာတော့ဂျာယာကရန်ချန်ကိုကျမကိုဖတ်လိုက်တဲ့အခါဘသူ့ကိုသတိရလဲလို့မေးခဲ့ပါတယ်ရန်ချန်ဝမ်းနေတဲ့မျက်နှာနဲ့စုံပါသွားပြီဖြစ်တဲ့သူ့ရဲ့ဇနီးဟောင်းကိုသတိရတယ်လို့ပြန်ဖြေခဲ့ပါတယ်အဲနောက်မှာဂျာယာရန်ချန်ရဲ့ဇနီးဟောင်းနဲ့ပုံစံတူအောင်ဝတ်စားဆင်ပြီးမိတ်ကပ်တွေနဲ့လိမ့်ချေလိုက်ပါတယ်ဒါပေမဲ့ရန်ချန်တော့ဂျာယာအဲ့လိုလောက်တောင်မကြိုက်ပါဘူးဂျာယာသူ့အမားကိုတောင်းပန်လိုက်ပြီးတော့ရန်ချန်သဘောကျတဲ့သူဖြစ်ချင်တဲ့အကြောင်းနဲ့ ရန်ချန်ကိုပျော်ရွှင်စေခြင်းနဲ့စိတ်နဲ့လုံမိခဲ့တာပါလို့ဆိုခဲ့ပါတယ်။ရန်ချန်လည်းသူမရဲ့စိတ်ခံစားချက်နဲ့စိတ်ရင်းမှန်ကိုသိရတဲ့နောက်မှာသူ့ရဲ့ခံစားချက်တွေကိုဖွင့်ဟခဲ့ပါတော့တယ်။တချိန်တည်းမှာပဲဗီရာပန်ကဂျာယာကိုနီမျိုးစုံနဲ့တားဆီးဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ဂျာယာနဲ့ရန်ချန်တို့ရဲ့နာမည်ကြော်ကြားမှုနဲ့လူကြိုက်များမှုကြောင့်ဂျာကိုအရင်မင်းသမီးတွေလိုအလွယ်တကူဖယ်ရှားဖို့မှဖြစ်နိုင်လောက်အောင်ပြစ်နေပါတယ်။ခုချိန်မှာဗီရာပန်လုံနိုင်တာကတခြားဒရိုက်တာတွေကိုဂျာကိုဇက်ကားယာယီကူဖို့ဆွဲဆောင်ဖို့ပဲလုပ်နိုင်ပါတယ်။ ဒါမဲ့နောက်ဆုံးမှာရန်ချန်ကဂျားကိုဘယ်သူ့ကိုမှမပြီးပါဘူးရန်ချန်ရဲ့ဇာကားအားလုံးမှာဂျားကိုပဲမင်းသမီးဖြစ်ရွေးချယ်ထားတာကြောင့်ပါဒေဥဆောင်လုံးပြင်ရန်ချန်နိုင်ငံရေးကိုလည်းစိတ်ဝင်စားပါတယ်မကြာခင်မှာပဲပါတီတစ်ခုအတွက်ရွေးကောက်ပွဲမှာကူညီပေးဖို့သဘောတူခဲ့ပါတယ်ဒါမဲ့မကြာခင်မှာပဲရန်ချန်လုံးကြံခံရပါတော့တယ်ကန်ကောင်းထောင်းမှာဆိုပဲသူတိတ်မပြင်းထန်တဲ့ဒဏ်ရာပဲရရှိခဲ့တာပါဒါမဲ့ရန်ချန်ပါတီကိုကူညီဖို့မဲဆွယ်စည်းရုံးဝင်မလုပ်နိုင်ပါဘူးဆိုရင်နေပါလေ။ဒါမဲ့ပါတီကောင်းဆောင်ကီယူနာကစိတ်မပူဖို့ပြောပါလေ ရန်ချမ်းသူပါတီကိုထောက်ခံရုံနဲ့တည်းရန်ချမ်းနယ်မဲ့ကြော်ကြားမှုနဲ့ကောင်းမွန်တဲ့ပုံရိပ်ကပါတီရွေးကောက်ပွဲအနိုင်ရရှိအောင်ကူညီပေးနိုင်လိမ့်မယ်လို့ဆိုခဲ့ပါတယ်။ဂျာလဲရန်ချမ်းသတင်းကိုကြားတာနဲ့ဇေယုံကိုချက်ချင်းလာရောက်ခဲ့ပါတယ်။ဒါပေမဲ့သူကရန်ချမ်းဒရာကိုဝင်တွေးခွင့်မရခဲ့ပါဘူး။လုံးဖော်ကိုင်းဘက်တယောက်အနေနဲ့အဝေးကနေပဲလှမ်းကြည့်နေုံပဲတတ်နိုင်ပါတယ်။ရန်ချမ်းကိုယ်တိုင်လည်းသူ့ကိုဝင်လာဖို့မခေါ်ခဲ့ပါဘူး။ဇေယုံကဆေးမီလာနဲ့သူချက်ချင်းဂျာယာကိုဖုန်းဆက်ပြီးတော့ချော်မော်ခဲ့ပါတယ်။မကြာခင်မှာရွေးကောက်ပွဲရလဒ်တွေထွက်ပေါ်လာပြီးတော့ရန်ချမ်းရဲ့ပါတီကအပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ ဂျာလည်းဂုံပြူပွဲကိုလာရောက်ခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာသူမစိတ်လဲပူနေမိပါတယ်။ဒီချိန်ကဆက်ပြီးတော့ရန်ချန်အလုပ်တွေပို့ပြီးတော့ပြီလာတော့မှကိုသိနေတာကြောင့်ပါ။တနည်းပတ်လုံးဇကာယာကွေးအလုပ်တွေရှိသလိုနိုင်ငံရေးအလုပ်တွေကိုလည်းပြည်သူတွေအတွက်အချိန်ပေးလှုပ်ဆောင်ရတော့မှဖြစ်ပါတယ်။ဂျာကနိုင်ငံရေးကိုတိတ်သဘောမကျပါဘူး။သူမကနိုင်ငံရေးကညစ်ပတ်တဲ့လှုပ်ရှား권ကြီးတစ်ခုလို့ထင်နေခဲ့ပါတယ်။ရန်ချန်သူဟာပြည်သူကိုစားပြုအတန်အတန်ဖြစ်ချင်တဲ့သူတို့ရဲ့အတန်တွေပို့ပြီးတော့ကျဲလောင်လာစေချင်တယ်လို့ပြောပါတယ်။ခုချိန်မှာရန်ချန်နာမည်ကြီးမင်းသားရောနိုင်ငံရေးသမားကြီးပါဖြစ်နေပါပြီ။ ။ဗီရာပန်ကရန်ချဲအနာကတ်ကိုပို့ပြီးတော့စိုးရင်လာပါတယ်။ဒါကြောင့်သူကရုပ်ရှင်အိုက်ကူးမဲ့ဆဲဆဲမှာမိသမီပြောင်းပြဖို့ငွေချင်းမြောင်မြောင်ကိုသုံးဆွဲခဲ့ပါတယ်။ရန်ချဲနိုင်ငံရဲ့လုပ်တွေနဲ့အရန်ရှုံနေတဲ့အချိန်မှာဂျာကသူ့ကိုကူညီဖို့လာတောင်းဆိုတဲ့အခါရန်ချဲဒီစကားတကားတည်းမလို့ရှိပါစေတော့နောက်စကားမှာအတူတူရိုက်ကြတာပေါ့လို့နှစ်သိမ့်စကားပြောခဲ့ပါတယ်။မျောလင့်ထားတဲ့ဂူးဆိုင်မှုမရှိတာကြောင့်ဂျာယာပို့ပြီးတော့မကျေမနပ်ဖြစ်လာပါတယ်။ဒါတော့သူမကတခြားမင်းသားတယောက်ကိုဂွန်ပြူချီးကျူးတဲ့တင်းသာရှင်းလင်းပွဲတစ်ခုလှုပ်လိုက်ပြီးတော့နာမည်ကြီးအောင်လုပ်ခဲ့ပါတယ် ိုင်နာမှာတော့သူကအဲ့ဒီမင်းသားနဲ့ဇက်ကားယာကူကိုလက်ခံခဲ့ပါတယ်။သူမအဲ့ဒီခွင့်ရေးကိုတုံးချပြီးတော့ဈေးမင်းမင်းနဲ့ဇက်ကားယာကူကကိုတောင်းဆိုခဲ့ပါတယ်။ဇက်ကားထုတ်လို့သူတွေကလည်းပေးချေဖို့သဘောတူခဲ့တာပါ။နောက်ဆုံးမှာသူမရဲ့ဇက်ကားအောင်မြင်မှုအလွန်မြင့်မားခဲ့ပါတယ်။မထင်မှာပဲရန်ချန်ဇက်ကားတော့လူကြီးနေပါသွားပါတယ်။အချောင်းကပြိသက်တွေကမင်းသမီးပြောင်းလိုက်တာကိုမကျေနပ်တာကြောင့်ပဲဖြစ်ပါတယ်။ဇက်ကားထုတ်လို့သူတွေကရန်ချန်ကိုဖိအားပေးလာကြပြီးတော့နောက်ဇက်ကားမှာမင်းသမီးကကြားရပဲဖြစ်ရမယ်လို့ပြောပါတယ်။ ရန်ချန်အဲ့ဒီခွင်းရဲကိုတုံးချပြီးဂျားကိုသူ့အိမ်ထိလိုက်သွားပြီးတော့ချော်မော်ခဲ့ပါတယ်။ဂျာယာမီခင်ကသမီးကိုစိတ်မဆိုးနေဖို့နဲ့ရန်ချန်ကိုနောက်တစ်ချိန်ခွင်းပေးဖို့အကြံပေးခဲ့ပါတယ်။ပထမတော့ဂျာကအထွန်းတက်နေသေးပေမဲ့ဇကားထဲမှာသူမကဇက်ယုံနှစ်ခုနဲ့နှစ်ကိုခွဲတေးဥဆောင်မယ်ဆိုတာကိုကြားလိုက်တော့အရန်တွေဆိတ်လို့ရှားပြီးဝမ်းသာအားရဖြစ်သွားပါတယ်။ရန်ချန်ကိုလည်းချက်ချင်းစိတ်ကောက်ပြေးသွားခဲ့တာပါ။အဲနောက်ရန်ချန်နဲ့တွဲဖက်ပြီးတော့ဇကားပြန်ရိုက်ကူးတာရင်ကားထပ်ပိုးပြီးတော့အောင်မြင်မှုရရှိခဲ့ပါတယ်။ဒါကြောင့်ဂျာယာအရန်ကိုချိန်နဲ့နေခဲ့ပါတယ်။ သူမကဗီရာပန်ကိုတော့လှောင်ပြောင်တဲ့အနေနဲ့လက်ဆောင်တွေအများကြီးပို့ပြီးအောင်ပွဲကိုကြေညာသေးတာပါမကြာခင်မှာတမီနာဒူပြည်နယ်ဝန်ကြီးချုပ်ဟာဖြားနာပြီးတော့ကွယ်လွန်သွားခဲ့ပါလိဂီယူနာဟာသူ့နေရာကိုဆက်ခံမှုဖြစ်လာပါလိယာရုဆက်ခံပွဲမှာဂီယူနာကရန်ချန်ကိုချီးကျူးစကားပြောကြားခဲ့ပြီးတော့ဂျေဆူနေစကားလည်းဆိုခဲ့ပါလိရန်ချန်ကြောင့်သူဒီနေရာကိုရောက်လာတာလို့ပြောပါလိဒါပေမဲ့ရန်ချန်တို့ကကြပြားရေးရေးဆက်ပြီးတော့ရွတ်ပြခဲ့ပါလိဒါပေမဲ့အဲ့ဒီချိန်မှာရန်ချန်ဇကားယာကူကြီးကိုဆက်လက်လှုပ်ဆောင်မှုရှိနေပါလိ ရန်ချန်ထွက်သွားတော့လူအုပ်ကြီးကလည်းရန်ချန်နောက်ကိုစုပြုံပြီးတော့လိုက်သွားကြပါလိမ့်။ဘသူမှကီယူနာရဲ့ရင်ဘတ်ကြီးနဲ့ရေးထားတဲ့ကြပြားတွေကိုကီယူမဆိုင်ခဲ့ကြပါဘူး။ဒါကြောင့်ကီယူနာအရန်ကိုမကြင်မနှက်ဖြစ်သွားပါလိမ့်။သူကရန်ချန်ကိုပြန်တုံ့ပြန်မှုဆုံးဖြတ်လိုက်ပြီးတရင်သာစာမျက်နှာတွေမှာရန်ချန်ကိုတမိန်တကာမပါရှိအောင်လှုပ်ဆောင်ခဲ့ပါလိမ့်။ဂျာကအဲ့ကြောင့်ရန်ချန်ကိုသွားပြောတဲ့အခါရန်ချန်ကကီယူမဆိုင်ပါဘူး။ဒါပြင်ဂျာကိုနိုင်ငံရေးတရားပါပြန်ဟောလိုက်ပါလိမ့်။အဲ့နောက်မှာကီယူနာကရန်ချန်ကိုဆက်ပြီးတော့ပြဿနာလုပ်ပြန်ပါလိမ့်။သူကရန်ချန်ကိုသဘောတူထားတဲ့အတိုင်းဝင်ကြီးရာထူးမပြီးခဲ့ပါဘူး။ ဒါပေမဲ့ Ranchanza ကရိုက်ကူးရင်းနဲ့အလုံးရှုံနေတာကြောင့်ပါတီစည်းဝေးကိုမကြာခဏပြက်ကွက်မှအကြောင်းပြပြီး Ranchan ကပါတီစည်းဝေးကိုတက်ရောက်ခွင့်မပေးဘူးကြိုးစားခဲ့ပါတယ်။ Ranchan ကယူနာကိုရှင်းလင်းဖို့အချိန်တန်ပြီလို့မြင်လိုက်ပါတယ်။ဒါကြောင့်သူကကယူနာကိုပါတီရန်ပုံငွေရဲ့အရင်းမြစ်ကြောင့်မေးမြန်းခဲ့ပါတယ်။ကယူနာကပြန်ဖြေဖို့ငြင်းဆန်ခဲ့ပါတယ်။ယာရူကြောင့်ပြောတဲ့ခါမှလည်း Ranchan မှာအချိန်မလုံလောက်ဘူးလို့အကြောင်းပြခဲ့ပါတယ်။ဒါကြောင့် Ranchan ကပြည်သူတွေအတွက်သူနီလန်တိုင်းလှုပ်လှုပ်နိုင်ဖို့ပါတီကနေနှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ။ VRBAN ကဒီခွင်းကိုတုံးချပြီးတော့ Ranchan လူများအတွက်တချို့လူတွေကိုစွန့်လို့ရမယ်လို့ပြောခဲ့ပါတယ်။ Ranchan ပြည်သူတွေအတွက်အနစ်နာခံမှုဆုံးဖြတ်ထားတာကြောင့်အချစ်ကိုစွန့်လို့ပြီးတော့ဂျားကိုသူ့ဘွားကနေထွက်သွားစေခဲ့ပါတယ်။ Ranchan နိုင်ငံရေးလုပ်ကိုအအောင်ဆက်လုပ်ကိုင်မှုဆုံးဖြတ်ထားတဲ့အတွက် VRBAN ပြောတဲ့အတိုင်းလုပ်ဖို့သဘောတူခဲ့ပါတယ်။စွန့်ပြခံပြီးမကြခင်မှာဂျားယာနောက်ထပ်စိုးရတဲ့ဖြစ်ပျက်တစ်ခုနဲ့ထပ်ပြီးတော့ရင်ဆိုင်ခဲ့ရပါတယ်။သူရဲ့မိခင်ဟာအသေးအံဖြားလာနေပြီးတော့နောက်ဆုံးချိန်ကိုရောက်လာခဲ့တာပါ။ ရန်ချန်ရဲ့ကိစ္စကိုမတီသေးတဲ့မိခင်ဟာသမီးကိုစိတ်သက်သာရအောင်မိဘတွေမရှိတော့ရန်ချန်သမီးကိုဂယူဆိုင်ပါလိမ့်မယ်လို့ပြောခဲ့ပါတယ်။မကြာခင်မှာဂျာယာရဲ့မိခင်ဟာကွယ်လွန်သွားပါတယ်။ရန်ချန်သူမမိခင်ဇာပနာကိုတော့မလာခဲ့ပါဘူး။ဗီယာပန်ကတော့လက်ဆောင်တွေပို့ပြီးတော့လောင်ပြောင်တာကြောင့်ဂျာယာပို့ပြီးတော့စိတ်ထိခိုက်ခဲ့ရပါတယ်။အဲနောက်မှာသူ့ရဲ့ဘဝကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ဆိုးရွားလာပါတယ်။မိခင်ကိုလွမ်းဆိုးတန်းတားမှုကသူ့ကိုစားမွေအိတ်မပြောင်းဖြစ်စေခဲ့ပါတယ်။ ဒါပြင်ရင်ကမိခင်အားစီမံခန့်ခွဲပေးတဲ့အိမ်ကိစ္စအားလုံးကိုသူကရိုင်းပဲဂီယူတဆိုင်နဲ့စီမံခန့်ခွဲရပါတော့တယ်။ဒီနေ့မှရန်ချန်ကဂျားကိုတိတ်ဆိတ်လာတွေ့ပြီးတော့မိခင်ကွယ်လွန်သွားတဲ့ဘောဝမ်းနေကြအောင်ပြောခဲ့ပါတယ်။ဒါပြင်ဇာပနာကိုမလာနိုင်တဲ့အကြောင်းရင်းကိုလည်းရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ဂျားကနိုင်ငံရေးလုပ်ကဘာလို့အဲ့လောက်ထိရှုပ်ထွေးရလဲဆိုတာကိုနားမလည်နိုင်ပါဘူး။ရန်ချန်သူ့ကိုတိတ်ဆိတ်လာတွေ့တာကိုလည်းမကျေနပ်ပါဘူး။ဒါတော့သူမှလဲထွက်သွားပြီးတော့နောက်ကိုတောင်လှည့်မကြည့်ခဲ့ပါဘူး။ ဒရုန်းနဲ့ဆယ်နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ရန်ချန်ရွေးကောက်ပွဲမှာဂီယူနာကိုနိုင်ရရှိခဲ့ပြီးတော့ဝင်းကြီးချုပ်ဖြစ်လာပါတယ်။ဒါပေမဲ့ရန်ချန်ပျော်ရွှင်မှုနဲ့စိတ်သက်သာရမှုမခံစားပါဘူး။ဘာလို့လဲဆိုတော့ဒီနေ့သူအောင်မြင်မှုရရှိတာသူ့ရဲ့နာမည်ကြောင့်ပဲဖြစ်ပါတယ်။သူတကယ်လိုချင်တာကပါတီအင်အားကောင်းဖို့လူအများပြားပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့ခုချိန်မှာပါတီမှာရန်ချန်ဒရာကိုဆက်ခံနိုင်မဲ့ရဲရင်တဲ့သူဒါမှမဟုတ်အရေးချင်းရှိတဲ့သူတယောက်မှမရှိသေးပါဘူး။ဒါပေမဲ့ဂျာကလည်းခုချိန်မှာတေးဥဆောင်လောက်ကမရှိတဲ့လောက်ဖြစ်နေပါပြီ။ အကြောင်းကသူမမင်းသမီးဇောက်ကလွှဲရင်တခြားဆရုပ်တွေကိုလက်မခံတာအကြောင်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့တနေ့မှာတော့သူအစိုးရနှစ်ပတ်လည်ပွဲတစ်ခုမှာကပြဖြောပြဖို့အလုပ်တစ်ခုရရှိခဲ့ပါလိမ့်။ Grand Challenge ဒီပွဲကိုတက်ရောက်ရမှာဖြစ်ပါလိမ့်။ခုချိန်မှာ Vira Pan ကဂျာယာဒီအလုပ်ရရှိနေအောင်ကန့်ကွက်ဖို့ကြိုးစားနေပါလိမ့်။ဒါပေမဲ့လူတယောက်ကသူ့ကိုလွတ်ပေးလိုက်ပါ။ဂျာကအသက်ကြီးနေပြီ။ဘသူကသူကပြတော့လာကြည့်မှလဲလို့ပြောပါလိမ့်။ဇီဝေပွဲနေ့မှာတော့ Vira Pan ကားဟာလူအများပြားကြောင့်ပွဲတဲကိုမဝင်နိုင်လို့နှီးပါဖြစ်နေပါလိမ့်။ ညပြလာတဲ့လူလူကြီးဟာဂျာယာရဲ့ကားပြဖြောပြမှုကိုကြည့်ရှုဖို့လာရောက်ကြတာပါဂျာကလည်းဘယ်ပြိဿကူမှစိတ်မပြတ်စေခဲ့ပါဘူးသူကားပြဖြောပြတာရန်ကိုလှပလုံးပြီးတော့ဆွဲဆောင်မှုရှိလွန်းတာကြောင့်ရန်ချန်ရဲ့နှလုံးသားနောက်တစ်ချိန်ပြူစားခံရပြန်ပါလေကားပြဖြောပြမှုပြီးဆုံးတဲ့အခါမှာရန်ချန်ကဂျာကိုသွားတွေ့ပြီးမင်းကိုအရန်သတိရနေခဲ့တာလို့လာပြောပါလေဂျာစိတ်လှုပ်ရှားလုံးကဝမ်းသာအားဖြစ်သွားပြီးတော့မျက်ရည်မကျအောင်တော်ထိန်နေရပါလေဒိုနဲ့နှုတ်သားနားလည်မှုရယူကပြန်လည်တင်းမြတ်သွားပြီးတဲ့နောက်မှာရန်ချန်ကဂျာယာကို နိုင်ငံရေးလှုပ်ဖို့ကြံလန့်ခဲ့ပါတယ်။ဒါမှဂျာကနိုင်ငံရေးကိုစိတ်ဝင်စားပါဘူး။နိုင်ငံရေးကသူမဘွားအရာအလုံးကိုလူယူသွားခဲ့ဘူးတာကိုမမေ့သေးပါဘူး။ဒါပြင်သူမကနိုင်ငံရေးကခက်ခဲပြီးတော့အမျိုးသမီးတွေနဲ့မတင်တော်ဘူးလို့လည်းထင်နေပါတယ်။ရန်ချန်နိုင်ငံရေးကမခက်ခဲပါဘူး။ပြည်သူတွေကိုချစ်ရင်သူတို့ကလည်းမင်းကိုပြန်ချစ်လိမ့်မယ်လို့ပြောခဲ့ပါတယ်။ဒီနေ့မှဂျာရဲ့ကားဟာယထာလမ်းမှာကလေးတွေပြစ်စီလာအောင်နာကိုမြင်လို့ရက်ဆောင်နေပါတယ်။သူကကလေးကိုဘာလို့ကြောင်းမသွားတာလဲလို့မေးခဲ့ပါတယ်။ ကလေးမလေးကကြောင်းသွားရင်ဘာနဲ့စားရမလဲလို့တူတူတူပဲပြန်ဖြေခဲ့ပါတယ်။ဂျာကကလေးမလေးကိုနေလေသာစီမံကိန်းဆိုင်ပုတ်ကိုရန်ချမ်းအတွက်ဂုံဝင်ကြွားစွာနဲ့လှမ်းညွန်ပြခဲ့ပါတယ်။ဒါမဲ့အသက်၃နှစ်ရွယ်ကလေးမလေးကဒါကနာမည်ပဲရှိတာပါ။ကြောင်းမှာဘာမှရှိပါဘူးလို့ပြောပါတယ်။အဲ့ဒါမှဂျာဟာကြောင်းတစ်ချောင်းကိုသွားခဲ့ပါတယ်။အဲ့ဒီမှာကြောင်းသားမရှိတော့ဖြစ်နေရကိုတွေ့ရပါတယ်။စာသင်ခန်းလေးကလည်းယုံရင်းပြက်စီးနေပြီးတော့တချို့စာသင်ခန်းတွေမှာဒရိတ်ဆန်အောင်မွေးထားပါတယ်။ကြောင်းကကြွေးတဲ့အစားအစာကလည်းပျော့ဖတ်နေတယ်။ထမင်းမြူတတ်တတ်ပဲဖြစ်ပါတယ်။ ရွေးချယ်စာမရှိတဲ့မောင်နှမနှစ်ယောက်ကတော့အသက်ဆက်ဖို့အတွက်မစားချင်မဲနဲ့ဇို့တင်းစားနေကြပါလေ။ငယ်ရွယ်သေးတဲ့မောင်လေးရအမအိုဒီမှာဟင်းကားကြီးစားမယ်လို့ပြောပြီးတော့အခုတော့ထမင်းမြူကြီးပဲအနံ့ကလည်းမကောင်းဘူးလို့ညှဉ်းညူခဲ့ပါလေ။အမဖြစ်သူကမျက်လုံးကိုမိတ်ထားပြီးတော့ရသာရှိတဲ့ဟင်းတွေအားလုံးကိုစိတ်ကူးနဲ့မြင်အောင်ကြည့်ဖို့ပြောခဲ့ပါလေ။အဲနောက်မှာသူကမောင်လေးကိုထမင်းခွန့်ခဲ့ပါလေ။ဒါပေမဲ့မကြခင်မှာမောင်လေးကထမင်းကိုထွေးထုတ်ပစ်လိုက်ပါလေ။ထမင်းကတိုးနေပါပြီ။ဂျာကဒီလိုဆိုးရတဲ့ဖြစ်ပျက်တွေကိုမြင်တော့မခံမရနိုင်ဖြစ်သွားပါလေ။ ါတောင်သူကဒီစီမံကိန်းကိုတာဝန်ယူထားတဲ့ဝန်ထမ်းကိုတွားပြီးတော့မေးခဲ့ပါလေဒါပေမဲ့ဝန်ထမ်းဘာပြန်ဖြေပဲခမရဘာခွေနဲ့ကျွန်တော်လာမေးတာလေခမရဆေးရလားဝင်းကြီးချုပ်လားလို့ပြန်မေးခဲ့ပါလေအဲ့တော့မှဂျာကနေလေစာကိုရန်ချန်ကိုတွားပေးခဲ့ပါလေအဲ့တော့မှရန်ချန်ဘာလို့ထမင်းမြူကြီးပဲလေပြီးတော့ထမင်းနေရာလဲတိုးနေတယ်လို့မေးခဲ့ပါလေဂျာကသူ့ကိုမျက်လုံးကိုမိတ်ထားပြီးတော့ဟင်းကားရီလိုစိတ်ကူးနဲ့မြင်အောင်ပြီးစားကြည့်ဖို့ပြောပါလေအဲ့တော့မှသူကဒါရှင်းရဲ့စီမံကိန်းတွေကအစားစားပဲစီမံကိန်းကိုကျင်းသာတာကတ်ယုံနဲ့မလုံလောက်ဘူးကောင်းစီမံခံခွဲဖို့လဲလိုသေးတယ်လို့ပြောခဲ့ပါလေ ိုင်တော့မှကြာရအစားအစာကောင်းကောင်းနေအများကြီးနဲ့ចောင်းကိုနောက်တစ်ချိန်ပြန်သွားခဲ့ပါတယ်။ចောင်းဝင်တဲ့အရန်ကိုအားတင်သွားခဲ့ပါတယ်။ဒါပေမဲ့ Ranchan သူ့ကိုလှုပ်ထုတ်တဲ့စားကိုပို့ပေးလိုက်တဲ့အခါနှစ်ထပ်ကွန်း surprise ဖြစ်သွားပါတယ်။အစားအစာကောင်းကောင်းနေကိုပထမဆုံးချိန်စားရတဲ့ကလေးတွေကဒီလိုကောင်းလာပြီးနောက်ထပ်မစားတော့ဘူးဒီနေ့မှအဝါစားရကြလို့ပြောခဲ့ပါတယ်။ကြာရကလေးတွေကိုစိတ်မပူပါနဲ့နောက်ပိုင်းမှာဒီလိုမျိုးအစားအစာတွေကိုနေ့တိုင်းစားကြရမှာလို့ပြန်ပြောလိုက်ပါတယ်။အဲနောက်မှာသူကကလေးတွေကိုပြောရှင်သွားတဲ့အစားအစာတွေခွန်ကျွေးနေခဲ့ပါတယ်။အထူးသဖြင့်ကလေးတယောက်ကသူ့ကို အမေလို့ခေါ်တဲ့ကပို့ပြီးဝမ်းသာပီတိဖြစ်နေခဲ့တာပါရန်ချန်ကဂျာယာရဲ့အပြုံးကိုမြင်တော့သူ့စီလာပြီးငါပြောခဲ့တယ်မဟုတ်လားပြူတွေကိုချင်းရင်တို့ကမင်းကိုပြန်ချစ်လိုက်မယ်ဆိုတာလို့ပြောခဲ့ပါလိမ့်အဲနောက်မှာဂျာယာရန်ချန်လှုပ်ခဲ့တဲ့အလုတ်ကဘလောက်တောင်ကြီးမြတ်တယ်ဆိုတာကိုသိရှိသွားပါလိမ့်ဒါတောင်သူကပါတီမှာကူညီဖို့ဆုံးဖြတ်လိုက်ပါလိမ့်သူမကနေလေသာစီမံကိန်းကိုတာဝန်ယူပါလိမ့်သူကရေချင်းရှိပြီးတော့ရှေ့ကိုမျောတွေးတက်တာကြောင့်ဂျာယာစီမံခံခွဲမှုအောက်မှာရှိတဲ့ကျောင်းတွေမှာနေလေသာစီမံကိန်းပြင်တင်ကြားရေးကလည်းကောင်းမွန်လာပါလိမ့် ကလေးတွေပျော်ရွှင်စွာနဲ့တင်ခွင့်ရရှိလာခဲ့ကြပါတယ်။သူမဟောပြောဝဲမှာစကားပြောတဲ့ခါမှလည်းကောင်းမွန်စွာပြောနိုင်တာကြောင့်လူကြိုက်များလာခဲ့ပါတယ်။လူလူအများပြားကတော့သူ့ကိုတခြားပြဿနာတွေကိုဖြေရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။သူကလည်းလူလူအတွက်စိတ်ရင်းစေနာမှန်နဲ့ကူညီပေးခဲ့တာပါ။သူမဒီလောက်ကိုစူးစမ်းလောက်ကန်ပြီးတော့ပြဿနာတွေကိုတတ်နိုင်သောဖြေရှင်းပေးဖို့စိတ်ပိုင်းဖြတ်ထားခဲ့ပါပြီ။ဒီနေ့မှာတော့ဝန်ထဲစရာအဖြစ်ပြက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဖုံးတော်ကြီးတစ်ပါးလုံးကြံခံခဲ့ရပါတယ်။ ။အတိုက်ခံရဒီခွင်းကိုတုံးချပြီးတော့ရန်ချန်းကိုဒီကိစ္စကိုနှေးကွေးအောင်ကင်တွဲဖြေရှင်းနေပြည်သူတွေကိုဂူးမဆိုင်ဘူးလို့တိုက်ခိုက်ခဲ့ပါတယ်။ဒါပြင်ဘာသာရေးကိုအသုံးပြုပြီးတော့လူလူကြီးကိုစုဖူးအောင်ကြွအောင်လှုံ့ဆော်ပေးခဲ့ပါတယ်။ရန်ချန်းရဲ့လူကြိုက်များမှုကိုရှော့ချဖို့လုပ်ပါတယ်။ဒါမဲ့ရန်ချန်းကဒီပြဿနာကိုအများဆုံးဖြေရှင်းဖို့လူတွေကိုစေလွှတ်ဖို့လုပ်ခဲ့ပါတယ်။ဒါမဲ့ဘယ်သူမှသွားရဲသူမရှိပါဘူး။ဘာလဲဆိုအဲ့ဒီဒေသမှာအတိုက်ခံပါတီရဲ့လူတွေပဲရှိလို့ပါ။ဒါတော့ဂျာကသူမကိုယ်တိုင်သွားမယ်လို့ဆိုခဲ့ပါတယ်။ဒါမဲ့ရန်ချန်းနဲ့တခြားသူတွေကသူ့ရဲ့လုံခြုံရေးကိုစိုးရိမ်တာကြောင့် ကန့်ကွက်ခဲ့ကြပါလိမ့်ရန်ချန်သူကိုယ်တိုင်ပဲလိုက်သွားမယ်လို့ပြောခဲ့တာပါဒါမဲ့ဂျာယာကစစ်သူကြီးရှိနေတွေ့ရှင်မင်းကိုယ်တိုင်ထွက်တိုက်ဖို့မလိုဘူးလို့ပြောခဲ့ပါလိမ့်အဲဒါမှသူကပြဿနာကိုဖြေရှင်းဖို့အဲ့ဒေတာကိုသွားခဲ့ပါလိမ့်ဒေါသထွက်နေရွာသားအများပြသူ့ကိုအော်ဟစ်ပြီးတော့ကြောက်ခဲတွေနဲ့ပစ်ပေါက်ခဲ့ပါလိမ့်သူမခေါင်းကွဲပြီးတော့သွေးတွေစီးကြလာပါလိမ့်ဒါမဲ့သူမကလက်မလျှော့ပဲရန်ချန်ထွက်သွားရန်ချန်ထွက်သွားလို့អော်လိုက်တော့ရွာသားတွေကလည်းအံ့ဩပြီးတော့တိတ်ဆိတ်သွားပါလိမ့် အန်တော်သူမအတန်းကြာတရားဆက်ဟောတဲ့အခါမှာတော့ရွာသားတွေလက်ထဲကကြောက်ခဲတွေကိုချပြီးလက်တွေကိုမြှောက်ပြီးတော့ထောက်ခံခဲ့ပါတယ်။ရန်ချန်ထွက်သွားဆွဲစကားကနေရန်ချန်ကြမ်းမာပါသည်ဆွဲအော်ဟစ်တန်ဖြစ်နေပြောင်းလဲသွားပါတယ်။သူမရေချင်းကြောင့်ကြီးမားတဲ့အောင်မြင်မှုကိုရခဲ့ပြီးတော့ဂျာယာပါတီရဲ့ယုံကြည်မှုကိုပို့ပြီးတော့ရရှိခဲ့ပါတယ်။ဒါကြောင့်သူပါတီရဲ့ပြန်ကြားရေးတာဝန်ခံယာတုကိုတိုးမြှင့်ခန့်ခံခဲ့ရပါတယ်။ဂျာယာရေချင်းကိုဝမ်းမြောက်ဝမ်းသာကြိုးစို့လက်ခံတဲ့သူတွေရှိတယ်လို့မချေမနှဖြစ်နေတဲ့သူတွေလည်းအများအားရှိနေပါတယ်။အဲ့ထဲကတယောက်ကတော့ဗီရာပန်ဖြစ်ပါတယ်။ သူကဂျာယာရဲ့စီမံကိန်းကိုတိုက်ခိုက်ဖို့နေလေသာစားတဲ့ကလေးတွေကိုအစာစိတ်သိမ့်ပြီးဝမ်းပြက်ဝမ်းရှော်ပြအောင်လုပ်ခဲ့ပါတယ်။ဒါပေမဲ့ဂျာကဒါဗီရာဘန်လက်ချက်စွာကိုတိပါတယ်။ဒါကြောင့်သူကကလေးတွေရဲ့အသက်နဲ့နိုင်ငံရေးကိုဂိမ်းတစ်ခုလိုမကစားပါနဲ့လို့သတိပေးခဲ့ပါတယ်။ဗီရာဘန်ကဝန်ခံမှုညှင်းဆန်ပြီးတော့ဂျာယာကိုအမွေတောင်ဆောင်လာတဲ့ချိန်မှာအမြင့်ကိုပြန်တန်းနိုင်ပေမဲ့ပြုတ်ကြတဲ့ခါပို့ပြီးနာကျင်ရလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။ဂျာကတော့ကျမမပြန်သေးပါဘူး။အခုမှအတောင်ပြန်လို့ရှိသေးတာလို့ပြန်ပြောခဲ့ပါတယ်။ ကြာရအောင်မြင်မှုတွေရရှိပြီးတော့အချိန်ဟုန်နဲ့ကြီးထွားလာတာကြောင့်ပါတီဝင်အများပြားမကြေမနက်ဖြစ်လာကြပါတယ်။ဒါပြင်ကြာရအလုတ်သိမ့်မလုတ်တက်တဲ့သူနဲ့အစည်းအဝေးကိုမကြာခဏပြတ်ကွက်တဲ့ပါတီဝင်တွေကိုသတိပေးစာပို့ခဲ့တာကြောင့်သူတို့ကပို့ပြီးတော့မကြေမနက်ဖြစ်ကြပါတယ်။ဒါကြောင့်ပါတီဝင်တွေကစူပေါင်းပြီးတော့ကြာရအာနာကိုအလွဲသုံးစားလုပ်ပြီးတော့ပါတီဝင်လူဟောင်းတွေကိုမလေးမစားလုပ်တယ်လို့ရန်ချန်ကိုတိုင်ကြားခဲ့ပါတယ်။ဒါပေမဲ့ရန်ချန်ကကြာရလုတာမှန်တယ်လို့ထင်ပါတယ်။ဒါပြင်ရန်ချန်ကပါတီဝင်လူအောင်ဖြစ်တာထက်အလုတ်လုပ်ဖို့ကပို့ပြီးတော့အရေးကြီးတယ်လို့ပြောလိုက်ပါတယ်။ ဒါမဲ့သူကပါတီမှာအငင်းပွားမှုတွေအကြာကြီးမဖြစ်ချင်ပါဘူး။ဒါကြောင့်ရန်ချန်ကဂျားကိုအရေးကြီးတဲ့အလုပ်တစ်ခုလုပ်ဆောင်ဖို့အတွက်လွှတ်တော်အမတ်ဖြစ်ဒေးလီကိုစေလို့ဖို့လှုပ်ခဲ့ပါတယ်။အဲ့လိုကသူ့ပါတီကတခါမှမအောင်မြင်ခဲ့ဘူးတဲ့အလုပ်ပဲဖြစ်ပါတယ်။အဲ့ဒါကကွန်ကရက်ပါတီနဲ့ပူးပေါင်းဆောင်ဖို့စီယုံရမှာပါ။သူဒီခတ်ခဲတဲ့အလုပ်ကိုအောင်မြောင်လုပ်နိုင်ရင်အိုဟောင်းနေတဲ့ပါတီဝင်တွေကသူမကိုလက်ခံလာလိမ့်မယ်လို့ရန်ချန်ကတွက်ဆထားပါတယ်။ဖီရာပန်ကလည်းဂျာယာဘလို့မှမလုပ်နိုင်ဘူးလို့ထင်တာကြောင့်ဘာမှမကန့်ကွက်ခဲ့ပါဘူး။ညူဒေးလီမျိုးဝင်ကြီးချုပ်ရုံးကိုရောက်တဲ့အခါ ဂျာယာဝင်ကြီးချုပ်နဲ့တွေ့ဆုံမှုဆောင်ဆိုင်နေပါလေပူအောင်ဆောင်ဖို့ကိစ္စဆွေးနွေးဖို့ပါဒါမဲ့ဂျိုရင်ရချင်းမြူထားရင်တွေ့ဆုံခွင့်ရဖို့ကခက်ခဲလို့ပါလေကန်ကောင်းထားမှဆိုပေပမောက်ကတယောက်ကသူ့ကိုလွတ်တော်မှာပထမဆုံးချိန်စကားပြောခွင့်ပေးပါလေဂျာကဒီခွင်းကိုအသုံးချပြီးတော့ဝင်ကြီးချုပ်ကိုလျက်စစ်ဒါဘီစိတ်ုံစီမံကိန်းကိစ္စပူအောင်ဆောင်ဖို့တောင်းဆိုခဲ့ပါလေသူမအချက်လက်တိကျမှုတွေနဲ့စကားပြောကောင်းမှုတို့ကြောင့်ဝင်ကြီးချုပ်ကတွေ့ဆုံခွင့်ပေးခဲ့ပါလေလွတ်တော်မတ်တွေအားလုံးကသူမရဲ့ထူးချွန်တဲ့အရေးချင်းနဲ့အမြင့်ကျယ်မှုကိုချီးကျူးခဲ့ကြပါလေ။ အဲဒါမှသူကဝင်ကြီးချုပ်နဲ့စီမံကိန်းအကြောင်းကိုတင်ပြခဲ့ပါတယ်။သူမကောင်းမွန်ရှင်းလင်းစွာချပြနိုင်တာကြောင့်အဖွဲ့အစည်းများပြားကပူးပေါင်းဆောင်ရွက်ဖို့နဲ့စီမံကိန်းမှာပါဝင်ဖို့သဘောတူလိုက်ကြပါတယ်။ဂျာယာရဲ့ဒီလိုအရေးကြီးတဲ့စွမ်းဆောင်မှုဟာတမိနာဒူပြည်နယ်အတွက်ကြီးမားတဲ့အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်။ဒါပြင်သူမကပုံမနာမည်ကြော်ကြားလာပြီးတော့လူသိများလာပါတယ်။ဒါမဲ့ဗီရာပန်ကဒီချက်ကိုသုံးချပြီးရန်ချန်ကိုဂျာယာအရန်တော်လုံးလို့ပါတီဝင်တွေကိုကြီးမဆိုင်တော့ဘူးရန်ချန်ကိုကြော်တက်သွားပြီးလို့သွေးထိုးပေးခဲ့ပါတယ်။ပထမတော့ရန်ချန်မယုံကြည်သေးပါဘူး။ ါပေမဲ့မကြာခင်မှာကွန်ကရက်ပါတီဝင်တယောက်ကဖုန်းဆက်ပြီးဂျာယာခေါင်းဆောင်ကောင်းတယောက်ဖြစ်ပြီးတော့ပါတီရဲ့အရေးကြီးတဲ့ကိစ္စတွေကိုဆုံးဖြတ်နိုင်တဲ့သူဖြစ်တယ်လို့ချီကျူးစကားပြောခဲ့ပါတယ်။ဒီတော့မှရန်ချန်ကဗီရာပန်အကြံဉာဏ်ကိုယုံကြည်သွားပြီးထိုင်ကုန်ပြောက်မှာကြောက်လို့ဂျာယာကိုပါတီကနေထုတ်ဖြစ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဂျာပြောင်းလာတော့ဗီရာပန်ကစောင့်နေပြီးတော့သူ့ကိုပါတီကနေထုတ်ပြစ်လိုက်တဲ့အကြောင်းသတင်းပေးကလောင်ပြောင်ခဲ့ပါတယ်။ဒါပေမဲ့ဂျာယာရင်ကော့ပြီးတော့ကျမမရှိရင်ရှင်တို့ပါတီဘလို့မှအနိုင်ရမှာမဟုတ်ဘူး။ကျမတို့လူဘမမှမရှိဘူးလို့ပြောခဲ့ပါတယ်။ သူမကဒီဖြစ်ပျက်အားလုံးဟာ Virapan Lectures ဆိုတာသိပေမဲ့ Ranchan အကြောင်းပြချက်နဲ့ရှင်းလင်းချက်ကိုနားထောင်ခြင်းမသိတယ်။ဒါမဲ့ကိုလေးပြကိုမလုံးနဲ့ Ranchan ဘာမှမပြောခဲ့ပါဘူး။အဲနောက်မကြာခင်မှာ Ranchan အသေးတံဖြားလာပြီးတော့အမေရိကန်ကိုစေကူးသားမှုခိုင်ဖို့ပို့ဆောင်ခံခဲ့ရပါတယ်။ဒီချိန်ဟာရွေးကောက်ပွဲမဲဆွယ်စီယုံရေးလောရမယ်အချိန်နဲ့တိုက်ဆိုင်လို့နေပါတယ်။ဒါကြောင့် Ranchan မရှိတာပါတီကိုပြင်းထန်စွာထိခိုက်စေပါတယ်။တစ်ချိန်တည်းမှာဝင်းကြီးချုပ်ကလှုပ်ကြံခံခဲ့ရပါတယ်။ဝင်းကြီးချုပ်ညာကိုဆက်ခံတဲ့ဝင်းကြီးချုပ်အစ်စ်က Ranchan ရဲ့ပါတီရွေးကောက်ပွဲရှုံးနေရင် သဘောတူညီထားတဲ့စီမံကိန်းတွေပြတ်စီးမှာကိုစိုးရိမ်နေပါတယ်။ဒါကြောင့်ဝန်ကြီးချုပ်ကမဲဆွယ်စီယုံးဝင်းကိုကုညီစီမံခံကွဲပေးပါတယ်။သူက branch မရှိတဲ့အချိန်မှာဂျားလို့တော်တဲ့သူကိုမဲဆွယ်စီယုံးဝင်းလောက်ခိုင်းမှုအကြံပေးခဲ့ပါတယ်။ဒါကြောင့် Vira Pan ကဂျားကိုကုညီပေးဖို့တောင်းပန်ရပါတော့တယ်။ပြီးတော့မျောလင်ထားတဲ့အတိုင်းပဲသူမကပါတီကိုရွေးကောက်ပွဲအနိုင်ရရှိအောင်လို့ကုညီပေးနိုင်ခဲ့ပါတယ်။ဈေးကူးသားပြီးတော့ American ကပြန်လာ branch ကဝန်ကြီးချုပ်ယာတုကိုတတ်တောင်းတတ်တာနဲ့လက်ခံရယူခဲ့ပါတယ်။ပွဲတော်တက်ရောက်လာတဲ့ဝန်ကြီးချုပ်က branch ကိုဂုံပြူစကားပြောကြားခဲ့ပြီး ဒီအောင်ပွဲဟာဂျာယာရဲ့စွမ်းဆောင်မှုဖြစ်ကြောင်းကိုထုတ်ပြောခဲ့ပါတယ်။ Grand Challenge ဂျာယာကိုပါတီကနေထုတ်ပြခဲ့တာမှားမှန်ကိုသိရှိသွားပါတယ်။သူဂျာယာကိုဖုန်းဆက်ပြီးတော့တောင်းပန်မှုဆုံးဖြတ်လိုက်ပြီးအိမ်ကိုလာတွေ့မယ်လို့ပြောခဲ့ပါတယ်။ဂျာကရန်ချန်နဲ့တွေ့ရမှာမဟုတ်လို့စိတ်လှုပ်ရှားပြီးတော့ဝမ်းသာအားရဖြစ်နေခဲ့ပါတယ်။သူမကအိမ်ကူကိုအစားအစာအမျိုးအစားအများကြီးပြင်ဆင်ခိုင်းပြီးတော့အလားသုံးဝတ်စားတွေဝတ်ဆင်ပြီးစောင့်နေခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာရန်ချန်ရောက်မလာခဲ့ပါဘူး။ရုတ်တရက်ကြီးရန်ချန်ဟာသူ့ယောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ ဂျာယာကသူ့အိမ်ကိုလိုက်သွားဖို့လုပ်တဲ့အခါဗီရာပန်ကအိမ်ထဲဝင်ခွင့်မပေးသလိုဇာပနာပွဲမှာလည်းသူမကိုတားဆီးပိတ်ပင်ကြပါလေ။ဂျာယာဝမ်းနဲ့ပူဆွေးမှုနဲ့စိတ်ပြတ်အားငယ်မှုတွေခံစားနေခဲ့ရပါလေ။ဇာပနာပွဲကိုတယောက်ခွင့်မရတာကြောင့်ပိုပြီးတော့လည်းစိတ်မကောင်းဖြစ်ခဲ့ရပါလေ။ဒါမဲ့သူ့စိတ်ထဲမှာဘလောက်ပဲခံစားနေရပါစေ။သူမခိုင်မာသွားရပ်တည်နေရပါမေး။ဘာလို့လဲဆိုတော့ဒီဆုံးရှုံးမှုကရန်ချက်နိုင်ငံရေးအမွေအနှစ်ကိုလူယူဖို့စစ်ပွဲတစ်ခုဖြစ်လာစေခဲ့လို့ပါ။ဂျာကဒီစစ်ပွဲကိုဝင်နှွှဲဖို့အတွက်သူမရေချင်းပြေးဝတယ်လို့ယုံကြည်ထားပါတယ်။ ဒါပြင်သူကရန်ချန်နိုင်ငံရီမန်းချက်ကိုဆက်လက်လှုပ်ဆောင်ခြင်းမရင်းဒါပြင်ပါတီနဲ့ဗီရာပန်ကသူ့ကိုမထောက်ခံခဲ့ပါဘူးဒါကြောင့်မဲရီကွဲသွားကြပြီးတော့အရင်ကအတိုက်ခံဖြစ်ခဲ့တဲ့ဂီယူနာဟာရွေးကောက်ပွဲကိုအနိုင်ရရှိပြီးဝင်ကြီးချုပ်ဖြစ်လာပါတော့တယ်ဂီယူနာအနိုင်ရရှိမကြခင်မှာမေရိုးမင်းအောင်လိုင်းစောက်ကျင်နေလှုပ်ပါတော့တယ်သူကအတိုက်ခံတွေကိုယုံညံ့တဲ့နီးလန်းတွေနဲ့တိုက်ခိုက်မှုစတင်လိုက်ပါတယ်မမမကန်ဆွဆွဲမှုတွေနဲ့ရန်ချန်ပါတီဝင်အများပြားကိုဖမ်းဆီးထောင်ချခဲ့ပါတယ် ။ဒါကြောင့်ဂျာကလွတ်တော်ထဲမှာဒီကိစ္စကိုတင်ပြပြီးတော့ကာကွယ်ဖို့ကြိုးစားပါလေ။ဒါပေမဲ့နှစ်ဖက်စလုံးကလွတ်တော်အမတ်တွေဟာငင်းခုန်တွေဖြစ်ပြီးတော့ဆဲဆိုကြပါတော့တယ်။ဂျာကတားဆီးဖို့ကြိုးစားတဲ့အခါရိုက်နှက်ခံခဲ့ရပါလေ။အဲနောက်မှာယုံကြည်စံကတွေဖြစ်ပွားခဲ့ပြီးတော့ဂျာယာရိုက်နှက်ခံလိုက်ရပြီးလူအများပြားရဲ့ဝိုင်းဝန်းကန်ထုတ်ပစ်တာကိုခံခဲ့ရပါလေ။ယုံကြည်စံခံမှုတွေရပ်တန့်သွားပြီးတဲ့နောက်မှာဂျာယာအားလုံးရှိမှကျမဝင်းကြီးတို့အနေနဲ့ဒီလွတ်တော်ကိုနောက်တစ်ချိန်ပြန်လာမယ်လို့ကြိမ်ဆိုခဲ့ပါတယ်။ဖီရာပန်ကသူမရဲ့စိတ်ပိုင်းဖြတ်မှုနဲ့ခိုင်မာတဲ့စိတ်ဓာတ်ကိုမြင်တော့ ဂျာယာကိုတောင်းပန်စကားဆိုလာခဲ့ပါတယ်။ဒါပြင်သူကပူအောင်ဆောင်ရွက်ဖို့နဲ့အားလုံးအတွက်ကူညီပေးဖို့ပြောခဲ့ပါတယ်။ဂျာကအိန္ဒိယကျန်းဖို့ကောင်းလေးကိုအနိုင်ရရှိဖို့လိုအပ်နေတာကြောင့်ပူအောင်ဆောင်ရွက်ဖို့သဘောတူခဲ့ပါတယ်။ဂျာယာဂီယူနာနဲ့အတိုက်ခံလုပ်ချင်းဟာသူ့ဘဝကိုပို့ပြီးတော့မလုံးမကြုံဖြစ်စေတယ်။သူ့ရဲ့အတွင်းမှုကအစိုးရစီကအကာအကွယ်တောင်းခံဖို့ကြံပေးခဲ့ပါတယ်။ဒါမဲ့ဂျာကရန်သူကိုအားနည်းတဲ့ပုံစံမျိုးမပြချင်သလိုတခြားသူတွေကိုပြောညံ့တဲ့အမျိုးသမီးတယောက်အနေနဲ့ပဲမမြင်စေချင်ဘူးလို့ပြောပါတယ်။ ဲချိန်မှာပဲသူ့ကားကိုအရှိန်ဟုန်နဲ့တိုက်ခိုက်ခံလိုက်ရပါတယ်။ကံကောင်းထောင်းပါဆိုပဲသူမအသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့ပြင်းထန်တဲ့ဒဏ်ရာတွေကိုရရှိခဲ့တာကြောင့်ဆရာဝန်ကငားလာကြောင်အနိုင်ဖို့အကြံပေးခဲ့ပါတယ်။ဝင်းကြီးချုပ်ကအဲအကြောင်းကိုသိတော့ရွေးကောက်ပွဲအတွက်စိတ်ပြက်အာရုံသွားပါတယ်။ဒါပေမဲ့ဂျာကသူ့ကိုယ်သူအနိုင်နိုင်ထင်းကကျမဒီရွေးကောက်ပွဲမှာရအောင်ဝင်ပြိုင်မယ်လို့ပြောခဲ့တာပါ။အဲနောက်မှာသူကဒဏ်ရာတွေကိုတတ်တောင်ကုသရင်းမဲဆွယ်စီအောင်ရင်းဆင်းခဲ့ပါတယ်။မနက်မိုးလင်းကနေညမိုးချုပ်ထိအချိန်ပြည့်ကိုစူးစမ်းလောက်ကင်ခဲ့ပါတယ်။ ဒါပေမဲ့မကြခင်မှာဝင်ကြီးချုပ်လှုပ်ကြံခံခဲ့ရပြန်ပါတယ်။ဒါကြောင့်ဂျာယာရဲ့ပါတီကအ धिक ထောက်ခံသူကိုဆုံးရှုံးခဲ့ရပါတယ်။ဝင်ကြီးချုပ်မရှိတဲ့နောက်ပါတီဝင်အများပြားကဂျာအကိုယုံကြည်မှုမရှိကြတော့ပါဘူး။ပါတီမှာမဲဆွဲစီအောင်ရေးလုပ်ဖို့ငွေချင်းမလုံးမလောက်ဖြစ်နေပြန်ပါတယ်။ဂျာကဒီရွေးကောက်ပွဲအတွက်အစွမ်းကုန်ကြိုးစားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူပိုင်ဆိုင်တဲ့အတွင်းပစ္စည်းအလုံးကိုထုတ်သုံးခဲ့တာပါ။တချိန်လေးမှာသူမရဲ့ခန္ဓာကိုယ်ကနာကျင်မှုကိုမခံနိုင်တော့ပါဘူး။အလုပ်ကိုပေမဲ့မဲ့လောက်ကင်တာကိုလည်းရပ်ဖို့သိနေပါပြီ။ဇာဝန်ကသူ့ကိုခဏနာဖို့အကြံပေးခဲ့ပါတယ်။ ဒါပေမဲ့သူမကနားဖို့ညင်းဆန်ပြီးတော့နာချင်မှုတက်တာစီဖို့တော့အကင်ခဲပျောက်စီးတွေကိုတွေတွေကြီးတောက်သုံးနေခဲ့ပါတယ်။ဈေးရီယာခန္ဓာကိုထိခိုက်စေနိုင်တယ်။အသက်အန္တရာယ်ကိုပါဖြစ်စေနိုင်တယ်ဆိုတာကိုသိနေလျက်နဲ့ဂယုမဆိုင်ပါဘူး။ဇာဝင်ကသူ့ကိုသတိပေးစကားနဲ့တူဂုံပြူစကားပြောခဲ့ပါတယ်။ဂျာယာရဲ့အောင်ပွဲရလူတွေအားလုံးရဲ့ကြီးမားတဲ့အောင်ပွဲဖြစ်တယ်လို့စီအန်နွမ်ဘာသူတွေရဲ့ဝင်ရဲလဲဖြစ်တယ်လို့ပြောခဲ့ပါတယ်။တကယ်တော့ဒီထောက်တာမာလေးကတစ်ချိန်ကသူ့ကိုလမ်းဘေးမှာပစ္စည်းလာရောက်တဲ့ခလေးမလေးပဲဖြစ်ပါတယ်။ ဂျိုးနဲ့မကြခင်ရွေးကောက်ပွဲကအောင်မြင်စွာပြီးဆုံးသွားခဲ့ပြီးတော့အနိုင်ရရှိသူကတော့ဂျာယာပဲဖြစ်ပါတယ်။ဖရပန်ကသူ့ရဲ့ကြီးမားတဲ့အောင်မြင်မှုတွက်ဝမ်းမြဝမ်းသာဖြစ်ခဲ့ပါတယ်။အပြတ်သက်ရှုံးနိမ်သွားတဲ့ကီယူနာကယာရူကနေနှုတ်ထွက်တဲ့ပြင်နိုင်ငံရေးလောကနဲ့အပိတိုင်ထွက်ခွာဖို့ဆုံးဖြတ်လိုက်ရပါတယ်။ဂျာကဝင်ကြီးချုပ်ယာရူကိုကျန်းသစ္စာချိန်ဆိုပြီးတဲ့အခါသူအရင်ကပြောခဲ့တဲ့အတိုင်းပဲဝင်ကြီးချုပ်အနေနဲ့လွတ်တော်ကိုနောက်တစ်ကြိမ်ပြန်သွားခဲ့ပါတော့တယ်။နိုင်ငံရေးကပြည်သူတွေအတွက်အလုံးလုံးရတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့်ပြည်သူတွေကိုချစ်တဲ့စိတ်ရှိုံနဲ့နိုင်ငံရေးသမားကောင်းတစ်ယောက်ဖြစ်နိုင်ပါလေပြည်သူတွေကိုချစ်တဲ့စိတ်ဟာအမျိုးသားတွေမှာပဲတည်တံ့ရှိတာမဟုတ်ချင်းကြောင့်အမျိုးသမီးတွေလည်းနိုင်ငံရေးသမားကောင်းဖြစ်နိုင်ပါလေကျွန်တော်နိုင်ငံမှာလည်းအမျိုးကောင်းတရီမှန်တဲ့အမျိုးသမီးနိုင်ငံရေးသမားကောင်းတွေများစွာရှိကြပါလေအဲ့ဒီထဲမှာမှထိတ်ဆုံးတန်းမှာပန်းပန်ပြီးပြည်သူလူထုကိုပကတိဖြူစင်တဲ့အပြုံးနဲ့ကြည်နေတတ်သူကတော့တန်ပေါင်း60ရဲ့မိခင်ဖြစ်တဲ့အမေစုပဲဖြစ်ပါတော့တယ်။ဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုကတော့ဒီမှာနေပြန်ရနာလိုက်ပြစီ။နောက်နေ့များမှာရုပ်ရှင်စကားကောင်းများနဲ့ပြန်လာခဲ့ပါဦးမယ်။ ဒီဗီဒီယိုလေးကိုကြားရင်လက်မလေးနှိပ်နိုင်လို့နောက်ထပ်ဇာတ်လမ်းလေးကိုစောင့်ကြည့်ခြင်းနဲ့ဆိုတော့ခေါင်းလောင်းလေးထိုးခဲ့နိုင်ပါတယ်ခင်ဗျစုံလေးကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ရောင်းစတိုင်ကိုကျေးဇူးထူးပဲတင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွာရွှေပြန်ပြီးသားများအားလုံးပဲကျမ်းမာဘေးကင်းကြပါစေခင်ဗျာကျွန်တော်အန့်ခင်မှုပါ